အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်အဲ့တော့ ကောင်းမွန်သောနီလီတနည်းဖြစ်ပါစို့ဒီညကနေပြီးတော့ဆူမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ဝေးကြီးတော့လူပေးသေးပေမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းလေးဆွေးနွေးခြင်းနဲ့ကျွန်တော်လက်ရှိမှာကျွန်တော်ရဲ့ feeling နဲ့ပတ်သက်ပြီးတော့တချို့လူလေးလာမေးထားတယ်ပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့လက်ရှိမှာပြောရမယ့်အချက်ကလက်ရှိမှာဒါကျွန်တော်တို့ Europa League ရဲ့ဒါကျွန်တော်တို့ Athletic Bilbao နဲ့ဒါကျွန်တော် Athletic Bilbao ကျွန်တော် Bilbao မှာဒါကျွန်တော်တို့ကံရမယ့်ပွဲစဉ်ကတော့ All English Final ဖြစ်လာဖို့တော့တဖြည်းဖြည်းနဲ့နီးစပ်လာခဲ့ပြီလို့ဆိုရမှာဖြစ်ပါတယ်။တေချာတကူအတိုင်းကိုရီးဘက်ကတေချာလားမတေချာလားပြီးတော့မှတ်ပြပြမယ်ဒါ Manchester Manchester United အသင်းအနေနဲ့အခုလက်ရှိမှာပြီးပါအိုးကိုအဝေးကွက်မှာ3ဂိုးဂိုးမရှိဆိုတဲ့ရလနဲ့ဂိုးပြတ်နိုင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာဒါကျွန်တော်တို့ပြီးပါအိုးကိုဒါကျွန်တော်အိမ်ကွက်မှာဘလူးကန်ကန်ရာအနည်းဆုံးဒါကျွန်တော်တို့တရေရလက်ကန်ရင်တော့မှဒါကျွန်တော်ဘလူးပဲကန်ကန်ပါတော့ကျွန်တော် AC AC ကန်ရုံနဲ့ဒါချန်ပီယံလိုကကျွန်တော်တို့ဒါ Europa League Final တက်ပြီပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ပထမဆုံးကဆွေးနွေးကြတာကဒါလက်ရှိမှာ Premier League Club တွေနေနေဒါကျွန်တော်တို့လူတော်များပြောခံရတဲ့တဲမှာပပါတယ်ဒီနေ့မှာ Premier League ကြီးကပြင်းမှုကောင်းတဲ့ဘာညာပေါ့နော်အဲ့တော့ လက်ရှိမှာပရီးမီးယားလိဘာညာပြင်းဖို့ကောင်းတာမှတ်မိမယ်အခုလက်ရှိမှာအဆင့်14နဲ့ဆက်ခွန်အသင်းတွေကတော့ကျွန်တော်တို့ဒါချန်ပီယံရူပါလိရဲ့ကျွန်တော်တို့ semi final ကိုဒါဆိုကျွန်တော် sorry final ကိုတက်လမ်းမှုအတွက်တည်ကြတော့နေနေဖြစ်နေတဲ့အသင်းတွေဖြစ်ခဲ့ပြီ။တစ်ဖက်ကတော့ကျွန်တော် Chelsea အသင်းဆိုလဲလက်ရှိမှာ Djoga Dan ကို AE စစ်စစ်နိုင်ပြီးဒါကျွန်တော်အရန်နေတဲ့အောင်ကန်ပြီးတော့ Conference League ကို final ကိုတက်လမ်းမှုအတွက်တည်ကြတော့နေနေဖြစ်နေပြီလို့ပြောလို့ရတယ်မှာပါတယ်။တစ်ဖက်ကကျွန်တော်ဒါ Champions League မှာ Arsenal အသင်းကဒါဒုတိယကြောင်းမှာဘယ်လိုလာမလဲမသိပေမဲ့ဒါကျွန်တော်ချက်တော့စောင့်ကြည့်ရမယ်။အဲ့တော့ပြောချင်တာ English အသင်းနဲ့ခုနောက်ပိုင်းဒီမှာ Doubt Shout ဒါကျွန်တော်တော်တော်လေးကိုခြေစွမ်းပြလာတယ်လို့ပြောလို့ရတယ်။ဒါကျွန်တော်တို့လက်ရှိနောက်ပိုင်းမှာဒါအမြင်နဲ့ကြည့်မယ်ဆိုရင်ဒါ အင်္ဂလိပ်စာသင်နေတာကျွန်တော်တို့ပူပူလောလောမှာဆိုရင်တော့ Chelsea သင်ချန်ပီယံလိယူထားတယ် City သင်ချန်ပီယံလိယူထားတယ်ဒါနောက်ပိုင်းမှာဒါကျွန်တော် WhatsApp သင် Conference လိယူထားတယ်အဲ့တော့ Europa League မှာဒါကျွန်တော်မမဲ့ရကြားတဲ့မှာ Manchester United ရပြီးနောက်ပိုင်းမှာဒါကျွန်တော် Premier League club တွေမရတာကြာပြီပေါ့နော်အဲ့တော့ဒါ Manchester United သင်တဲ့ဒီနေရာမှာကျွန်တော်ချီချူရမှာတခုကဒါဘလောက်ပဲတိုင်ပတ်ပတ်ပေါ့နော် Sir Alex Ferguson ခေတ်နောက်ပိုင်းမှာအခုလက်ရှိဒါ total အားဖြင့်ဒါ3ချိန်တီတီဒါ Manchester United သင်နဲ့ Champions Europa League Final ကိုတက်လှမ်းနိုင်ပြီလို့ဆိုလို့ရမယ်တော့မှာရှိပါတယ်အဲ့တော့ပထမဆုံးအချိန်မှာဒါကျွန်တော်တို့

မော်ရီညိုနဲ့ဒါဖိုင်နယ်တက်လန်းနိုင်ခဲ့ပြီးတော့တို့အနေနဲ့ IS ကိုဒါကျွန်တော်တို့ဂိုးပြတ်အနိုင်ယူခဲ့ရတယ်။ဒုတိယအကြိမ်မှာဒါကျွန်တော်တို့နောက်ဆုံးဒါကျွန်တော်တို့မိနစ်နောက်ဆုံးစက္ကန့်ဒါကျွန်တော်တို့ဒေးဗစ်ဒီဂေးရဲ့ဒါကျွန်တော်တို့ပတ်တလီလွဲချော်မှုက30ဟုတ်ပါတယ်။သူကိုယ်တိုင်ကန်သွားတဲ့အဲ့အလုံးကလွဲချော်ခဲ့တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့စပိန်အသင်းကိုရှုံးနိမ့်ခဲ့ပြီးဒါ United အသင်းကတော့လက်ရှိမှာဒါ Sir Alex Ferguson ခင်နောက်ပိုင်းမှာဒါကျွန်တော်တို့ Manchester United အသင်းကဒါကျွန်တော်ဖိုင်နယ်နှစ်ကြိမ်တက်ထားတဲ့ Europa League ကိုတစ်ကြိမ်ရတဲ့တစ်ကြိမ်မရအောင်ပတ်တလီဆုံးဖြတ်မှာရှုံးထားတယ်။အဲ့တော့အခုလက်ရှိတတိယအကြိမ်တက်ဖို့ကလည်းတိကျတော့နီနီဖြစ်သွားခဲ့ပြီ။အဲ့တော့တစ်ဖက်ကတက်လာမဲ့ ဲ့အသင်းကလည်းတော်တန်ဟော့စပါအသင်းဖြစ်ဖို့ရာခိုင်နှုန်းများပါတယ်။စပါအသင်းကခုလက်ရှိမှာဒါဘိုဒိုဝန်ဂလင်ကိုသူတို့ရဲ့အိမ်ကုန်းမှာ3ဂိုးတကူးဆိုတဲ့ရလနဲ့ဂိုးပြတ်နိုင်ခဲ့ပြီးနောက်ပိုင်းမှာအခုလက်ရှိ Manchester United အသင်းနဲ့နီးတူပဲဒါကျွန်တော်တို့အာ Europa League Final ကိုတက်ဖို့အတွက်တေချာတော့နေနေဖြစ်တယ်။ဒါပေမဲ့ကျွန်တော်ခင်ဗျားတို့ယုံလားမင်းကျွန်တော်အသင်းကိုကျွန်တော်သူများရဲ့ထပ်ပို့ပြီးမယုံပါဘူး။အဲ့တော့သူများအသင်းကိုကျွန်တော် found ထူတာဆိုရင်ကျွန်တော်ကိုယ်အသင်းကို found ထူတဲ့ကောင်ဆိုရင်ပုံမှန်ပါပါ။အဲ့လက်ရှိမှာစပါအသင်းကျွန်တော်တော်တော်ကြီးကိုစိုးရိမ်နေ။ဘာကြောင့်လဲ။လက်ရှိမှာဒါကျွန်တော် Spa ပြိတ္တတွေမှန်သမျှအကုန်လုံး trauma တွေနဲ့ဒါကျွန်တော်တို့ PTSD တွေနဲ့ယက်တီနေတဲ့ပြိတ္တတွေကြီးပဲဖြစ်ပါတယ်။ဘာကြောင့်လဲလို့ပြော ော့လေလွန်ခဲ့တဲ့ဒါကျွန်တော်နှစ်ပေါင်းများစွာခန့်ကအဝေနီနီအောင်မဟုတ်ဘူးเนาะဂျာတမဂျိုဆေမော်ရီညိုရောက်ခဲ့တဲ့အန်တိုနီယိုကွန်တေရောက်ခဲ့တဲ့နိုနိုအက်စပါတိုဆန်တိုရှိတဲ့ဂျာတမဒါရိုင်းဘီစင်အောင်ရှိခဲ့တဲ့ဒီပြရဲ့အလီလီပြောက်ခဲ့မှာမော်ရီရှာပိုချက်တီနိုခက်ကဒီလိုပဲကျွန်တော်တို့ဒါအိမ်ငွင်းကြီးမှာ2-0ဆိုတဲ့ရလနဲ့ဒိုင်နမိုဇာဂရက်ကိုကျွန်တော်နိုင်ခဲ့တယ် ပြီးလဲပြီးတော့ဒိုင်နိုဆောဘိုးဇာကရဲအိမ်ဝင်လဲရောကျွန်တော်32ဆိုတဲ့ရတဲ့နဲ့ Odyssey ရဲ့ hat trick နဲ့တူကျွန်တော်ပြုတ်သွားအဲ့တော့လက်ရှိမှာတိုင်းကျွန်တော်တို့ spa အသင်းရဲ့ပြစ်တက်တွေကဒါကိုတော်တော်လေးကိုကြောက်တယ်။ဘာကြောက်လဲဆိုလက်ရှိမှာတာကျွန်တော်2ဂိုးဆိုတဲ့ရလက်ကကျွန်တော်တို့အတွက်ဂျင်းမြောင်းနဲ့ရတဲ့တခုခင်ဗျားတို့တော့မသိကျွန်တော်တို့ကတော်တော်လေးကိုဂျင်းမြောင်းနဲ့ရတဲ့တခုဘေးလူတွေကြည့်မယ်ဆိုတာ2ဂိုးဆိုတဲ့ deficit ကြီးကတော်တော်လေးကိုကြီးရလို့ပြောမှာကျွန်တော်ကိုအသင်းကိုတည်ရတဲ့2ဂိုးဆိုတဲ့ရလက်ကြီးကတော်တော်လေးကိုဒါဂျင်းမြောင်းပြီးတော့တစ်ဖက်ကဒါဘိုဒိုးရဲ့ဂလင်းကလည်းအိုက်တိုင်းပဲဒါကျွန်တော်တို့ ူပူလောလောပြောမှာဆိုလာစီယိုကိုတို့နိုင်ထားတဲ့ပွဲစဉ်မှာကြည်လိုက်လာစီယိုနိုင်ထားတဲ့ပွဲစဉ်ဆိုတာကျွန်တော်တို့တို့လာစီယိုကတို့ရဲ့လာစီယိုရဲ့အင်္ဂုမှာ3-1နဲ့နိုင်ခဲ့ပေမဲ့ဒါတို့ရဲ့အင်္ဂုမှာ2-0နဲ့နိုင်ခဲ့တဲ့အကြောင်းနောက်နောက်ဆုံးပယ်နယ်တီဆုံးဖြတ်မှာမှတ်မဲ့ရရဒါကျွန်တော်တို့လာစီယိုလာစီယိုအသင်းကိုဒါဘိုဒိုရဲ့ဂလင်းကဖြုတ်ပြခဲ့တာကိုတွေ့ရမယ်တဲ့မှာပါအဲ့တော့ ပြောချင်တာကလည်းရှိမှာဘိုဒူဝင်ကလင်းရဲ့အိမ်ဝင်းကတော်တော်လေးကိုကြမ်းတမ်းတယ်ထင်တာထက်အများကြီးပူပြီးခက်ခဲမဲ့တဲမှာပါအဲ့တော့ကျွန်တော်အနေနဲ့ all english file နဲ့ကိုမျောလာဆိုမျောတာပေါ့ခုနကကိုအသိမဲ့မမျောစရာအကြောင်းမှမရှိတာဒါပေမဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ကလွယ်ကူနေမဲ့နေထားမှာမရှိ United အသင်းကလက်ရှိမှာ away ကိုမှလုပြသွားပြီးပြီဖြစ်တော့အိမ်ဝင်းမှာပဲလုပြဖို့တွေ့ကြအောင်ဒါဟာအများကြီးကွာတဲ့အနေထားတစ်ခုပေါ့တော့အဲ့တော့ကျွန်တော်အနေနဲ့ခုလက်ရှိမှာဒါပုံမှန်လေးလေးမျောရမယ်ဆိုရင်တော့ကျွန်တော် အသင်းကိုကျွန်တော် confidence မရှိခဲ့တာအမှန်ပဲ။ဘာလို့ဆိုတော့ကျွန်တော်လက်ရှိမှာဒါကျွန်တော်တို့စပိန်သွားခဲ့မယ်၊ဘီဘာကိုသွားမယ်ဒါအမှန်တိုင်းပဲပထမရာသီစားတော့မစိုးဘူးနော်။ကျွန်တော်ဒါရာသီဝက်လောက်တီကိုကိုအသင်းကို confidence ရှိတယ်။ဘီဘာကိုငါတို့အသင်းကသွားမှာ။မမေရကျွန်တော် Ranger ကိုတော့တည်ကြတဲ့ပွဲစဉ်ကကျွန်တော်မမေကျွန်တော်ကိုယ်သွားကြည့်တယ် Ranger ကိုတည်ကြတဲ့ပွဲ Scotland မှာ။အဲ့ဒီကမှကျွန်တော်ကိုအသင်းကို confidence မယ်။နောက်ပိုင်းမှာတော်တော်လေး confidence မရှိလာတဲ့အပြင်ကဒီပတ်စံကငါခုနကကျွန်တော်ကျွန်တော်ခီးတစ်ခုသွားမယ်ဆိုအဲ့ခီးသွားမယ်ပတ်စံကျွန်တော်တူပြီးစုလေးရှိတယ်။ဒါပေမဲ့ဒီတစ်ခါကလည်းငလင်းဒန်ကမထင်မှတ်ပဲဖြစ်သွားတဲ့အချိန်မှာဒါငလင်းဒန်ကိုကျွန်တော်လက်ရှိမှာ Spa အသင်းကွင်းပွဲကျွန်တော် ကျွန်တော်ကြောင့်တည်ရလို့ကျွန်တော်ဒီဒါယာတီပိတ်ဆိုအမြင်နဲ့ကျွန်တော်စပါသင်ကွင်းကိုပြန်ပြီးသွားတယ်ဒီပြောင်းမှာပါတယ်အဲ့တော့ဒီနေ့တော့ကျွန်တော်ယာတီကိုမသွားတော့ဘူးခုနကပြောလို့ဘီဘာကိုတက်တက်မတက်တက်ဒါမတက်ဖို့လည်းများပါတယ်အဲ့တော့မမေရ friend fact ကိုကျွန်တော်တို့ဝမ်းဝမ်းနဲ့လာမသိသားကျွန်တော်တို့တရေကျသွားတာပြီးလည်းပြီးတော့ငလင်းတန်းတင့်တဲ့ချိန်မှာဒါ okay အဲ့ဒါဆိုတော့မထူးဒါစပါသင်နဲ့အိမ်ကွင်းမှာတော့ friend fact ကိုတည်ကြတယ် friend fact ကအိမ်ကွင်းလည်းလုံးဝရှုံးပွဲမရှိတဲ့အသင်းဆိုတော့ငါမထူးဘူးပေါ့နော်ဘီဘာကိုဒါ ဘီဘောကိုသွားမယ်ပြဆိုကျွန်တော်မနေ့ပြောခုနကစပါတင်တက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 ်ပါဘီဘောကိုသွားမယ်ပြဆိုကျွန်တော်လှုပ်ဖို့စီစဉ်ရှိပြီးသားအဲကျွန်တော်ဒါအိုကေဒါဆိုတော့ငါငလေးနဲ့ပြည်သူတွေကို9ရက်တာကျွန်တော်တို့စပိန်သွားမယ်ဒါဇေယျကိုအကုန်လုံးလှူလိုက်တယ်ဆိုတော့အဲအကုန်လုံးလှူချလိုက်ကောအခုလက်ရှိမှာဆိုတော့လက်ရှိမှာစပါတင်နေတဲ့ဘီဘောကိုသွားဖို့အတွက်တီချာတလောက်နီးနီးဖြစ်နေပြီကျွန်တော်ဒါကျွန်တော်ခါတိုင်းကျွန်တော်လက်မှတ်ယူနေကြဘဲတော်မှာဟဲ့အမေ ဘီဘာကိုသွားမဲ့လက်မဲ့ရရင်မယူမှလားကျွန်တော်မေးချင်ကျွန်တော်မယူဘူးလို့ကျွန်တော်ဖြေလိုက်တယ်ပေါ့နော်အဲ့တော့ပြောချင်တာလည်းရှိမှာရတဲ့ပတ်စံဒီကုံလုံးကိုထပ်ပြီးတော့လှူသွားအောင်ဖြစ်တယ်ကျွန်တော်အနေနဲ့ဒါဒီနှစ်ကိုတော့ကိုအသင်းဖလားကျွန်တော်တောက်လျှောက်ကိုအသင်းကိုဒါတောက်လျှောက်ကြည့်ခဲ့ပြီမယ်ကိုအသင်းဖလားရတဲ့ movement ကိုတော့မကြည့်ဖြစ်ဖို့တော့တဖြည်းဖြည်းနဲ့ရခိုင်တို့များလာခဲ့ပြီလို့ပဲဆိုရမယ်တဲ့မှာပါအဲ့တော့ဒါဆက်ပြီးပြောမယ်ဆိုလက်ရှိမှာ all english final ဖြစ်လာဖို့အတွက်ဆိုရင်လည်းကျွန်တော်80ရခိုင်တို့နဲ့60ရခိုင်တို့နီးနီးရှိလာခဲ့တယ်အဲ့တော့ final မှာဘယ်လိုဖြစ်မလဲကျွန်တော်မသိဘူးဒါပေမဲ့တေးကြတခုက final မှာ united ကစပါအသင်းထက်ဆိုင်တော့ဒါကျွန်တော်တို့ experience အများကြီးအများကြီးရှိရတဲ့မှာပါအဲ့တော့ စပါးတဲ့နဲ့လက်ရှိမှာဒါ final ဆိုရင်အမြင်နဲ့လူတို့ဒါတိုက်ပတ်ခဲ့တဲ့အသေးသေးဖြစ်တယ်အခုလက်ရှိဒါကျွန်တော်တို့ မမရစပါတင်နေတဲ့ကျွန်တော်ကာလင်းဖလာရပြီးနောက်ပိုင်းမှာဖိုင်နယ်ကိုတော်တော်များများတက်ခဲ့တဲ့ movement တွေရှိတယ်။ကာရာဘောဖိုင်နယ်တက်ခဲ့တဲ့ movement တွေရှိတယ်။ FA ဖလာဖိုင်နယ်တော့မတက်တာကြာပြီ။ကာရာဘောဖိုင်နယ်တက်ခဲ့တာရှိတယ်။ Champion League ဖိုင်နယ်အထိပါတက်ခဲ့တယ်။အဲ့တော့ All English ဖိုင်နယ်ဆိုကျွန်တော်တို့ကပို့ပြီးခမောက်တဲ့ trauma များတယ်။ဒါကျွန်တော်တို့ပွဲဆိုင်ဘယ်လောက်မှမကြဘဲနဲ့ဆစ်ဆူကိုတယောက်ဒါကျွန်တော်တို့ပတ်တတီပစ်တယ်မို့ပေးပြီးကျွန်တော်တို့ဒါ goal ပေးလိုက်ရတဲ့ဥစ္စာကိုကျွန်တော်ခုချိန်ဒီမျက်လုံးထဲကမှတော့အဲ့တော့ခမောက်ခုချိန်ကျွန်တော်မေးပါဆိုရင်ကျွန်တော်အကြီးအကဲကျွန်တော်ချက်ပြပြမယ်။ကျွန်တော်ခုချိန်ဒီဒါ Liverpool နဲ့စပါတင်နေတာကျွန်တော်တို့ပြန်ကန်တဲ့ဥစ္စာဘယ်တော့မှကျွန်တော်မကြည့်ဘူး။ဒါပေမဲ့အဲ့ဒီပွဲ minute 60ကျွန်တော်ကောင်းတဲ့ မှာလွတ်ရတယ်ဘာလို့လဲဥပမာအနာကျင်ဆုံးတမှာပေါ့ဆိုတော့အဲ့တော့ ဓာကြီးကိုထတ်လုံနိုင်မလားဆိုတော့မလုံနိုင်ဘူးလို့ပြောလေအဲ့တော့ဘီဘာဝပတ်စံကိုကျွန်တော်လှူလိုက်တာကျွန်တော်တို့ကောင်းတယ်ဘာလို့ဆိုတော့ဒီဓာကြီးကိုကွင်းထဲသွားကြည့်ပြီးယဉ်ကျိုးมาတဲ့ဆိုင် TV ပေါ်မှာယဉ်ကျိုးတာမှာနည်းနည်းလေးတတ်တာမယ်လို့မြင်တယ်ပေါ့နော်အဲ့တော့မြေတို့ပင်စိုးစေးကမှ All English Final တော့ကကျွန်တော်တို့ဂုံယူတယ်ကိုနှစ်ကောင်အတွက်ဒါကျွန်တော်တို့နှစ်သင်းလို့တာ Father ကြီးသင်းတယ်ကျွန်တော်အသင်းတယ်ဒါကျွန်တော်တွေးကြမယ်လို့ပြောလို့ရတယ်မှာပေါ့အဲ့တော့ဒါပေမဲ့ကျွန်တော်ကတော့လက်ရှိမှာ Final တက်မတက်အခုချိန်နေကျွန်တော်တို့ဒွီဟာတွေပါပဲကိုအသင်းကို Coffee တော့မရှိဘူးလို့ခင်ဗျားတို့ပြောရင်လည်းခံရမှာပဲဒါပေမဲ့ကိုအသင်းကို Coffee တော့မရှိအောင်ဘယ်သူမှလုတ်ခဲ့တာမဟုတ်ဒီအသင်းမဲ့ကျွန်တော်တို့လုတ်ခဲ့တာဖြစ်တယ်တစ်ဖက်က United ကတော့ရှင်းပါတယ်ဒါကျွန်တော် Final ကိုတက်ဖို့အတွက်တည်ကြသွားခဲ့ဖြစ်တယ် လာမယ့်ဒါကျွန်တော်ပွဲစဉ်မှာလဲ VVN မှာမပါလာနိုင်တော့ကြောင့်မို့လား Athletic Bilbao နဲ့ United အင်္ဂါမှာဗျနောက်ဆုံးဗျအနာဆုံးနိုင်မယ်ဆိုရင်တော့မှ United အသင်းတော့1-0လောက်ပဲပေးနိုင်မှုတော့ပြည့်ရှိတယ်ဒါပေမဲ့ United ကလည်းလုံးဝအင်္ဂါမှာဒါတေချာတကွာသူတို့အနေနဲ့အကဲ Super League ယူခဲ့မယ်ဆိုတော့လုံးဝရှုံးပွဲမရှိပဲဒီ Super League ကိုငါတို့ကယူခဲ့တယ်ဆိုတဲ့ပုံစံမျိုးကိုလုတ်ပြသွားမယ်လို့ကျွန်တော်ကတော့ပုံကူရေးရမှာမြင်တယ်အဲ့တော့ All English Final မှာတော်တော်လေးကိုဒါကျွန်တော်ကြည့်လို့ကောင်းနိုင်မယ့်အနေထားမှရှိတယ်ဒါပေမဲ့ All English Final ဖြစ်လာခဲ့ရင်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်ပြောလို့ပဲ အဲ့ဒီပွဲစဉ်ကိုမင်းတို့နဲ့ဝါရှင်လုံးကျွန်တော်တို့ဝါရှင်လုံးလုံနိုင်မယ်မလို့ဘာလို့ကျွန်တော်အရန်ဘယ်လိုပြောမလဲဟိုအရန် excited ဖြစ်တယ်လို့ဆိုတော့သူဆဲတာလည်းကျွန်တော်အဲ့နေတလောက်ပဲရှိနေတယ်။အမေကယုံလားမယုံလားမသိဘူး။ သူလက်ရှိကိုမင်းတို့ဒါဝါချလောင်းလုပ်ပြီးဆဲနေအိတ်ပြီးတော့သူဆဲတယ်ဆိုတော့ကျွန်တော်အိတ်နေတလောက်ပဲကျွန်တော်ဆဲရဆိုရင်သူများတဲ့အဆတထောင်ဘူးဆိုတော့အဲ့တော့ကျွန်တော်အဲ့ဒါကြီးကျွန်တော်ကျွန်တော်အနေနဲ့ဒါ live မှာလည်းမပြချင်ဘူးပေါ့နော်အဲ့တော့ပြောချင်တာလက်ရှိမှာ be the best team ဝင်ပါကျွန်တော်ခဏကျွန်တော်အတင်းကိုတော့အခုချိန်ထိကျွန်တော် confident မရှိသေးဘူး final တက်မတက်ကျွန်တော်မသိကြသေးဘူး united ကလက်ရှိမှာ final တက်သွားပြီလို့ကျွန်တော်ကတော့မြင်မိရတယ်မှာပါကိုအတင်းကိုတော့ confident မရှိဘူးပေါ့နော်ဘာလို့ဆိုတော့နှစ်ကို defense ဆိုတော့ကျွန်တော်တက်ကတော်တော်လေးကိုနဲတယ်လို့ပြောလို့ရတယ်မှာပါတယ်အဲ့တော့စပါအတင်းပြိတ္တတွေကအခုလက်ရှိမှာဒါကျွန်တော်တို့ကတော့ပျော်နေပြီဘေဘာဝူလက်မှတ်ဝယ်တဲ့ကောင်ကတော့ဝဲနေပြီဘာဖြစ်လို့ဖြစ်မလဲတော့မသိ ည်တယ်အခုလက်ရှိမှာနော်ဝေးကိုအရင်သွားအောင်မယ်လို့ပြောရင်လည်းပဲကျွန်တော်တော့အကုန်ပြပါအောင်ပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0တဗီ4ဒီမှာဂျင်းလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်အောက်က comment တွေမှာလည်း Youth Sport Media 3.0တဗီ4ဒီရဲ့ link လေးတွေကိုထည့်ပေးထားခြင်းကျွန်တော်တော့အကုန်ပြပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လို့ကျွန်တော်အားပေးလို့ရရမြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်များများကလစ်မှာမြန်မာနာဖြစ်ပါတယ်အားလုံးမကြုံတော့ပါနဲ့ကောင်းမွန်တော့နေ့လေးတစ်နေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပြီ ကျွန်တော်တို့နေမှာပဲ AAC တွေ့ကြတာပေါ့အားလုံးမကြုံတမရဲ့ Mac လေးပြကြအောင်ဗျမြန်မြန်ကလစ်မှမြန်မြန်နာဖြစ်ပါတယ် Dave ပါဗျ